အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲကျမ်းမာဘေကင်းကြပါသည်လို့လဲဆုတောင်းပါရစေ။မြို့သစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေနဲ့ထုတ်လုပ်တင်ဆက်ပေးပါတော့မယ်။ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါရစေခင်ဗျာ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီ PR တွေကြောင့်မို့အင်အားပြန်စုဖို့အတွက်စစ်ကောင်စီနဲ့အပြစ်ခတ်ရက်စဲလဲရတာလို့တရားနယ်လေးကောင်းဆောင်ကပြောပါရစေ။နောက်မုံရွာမန္တလေးလမ်းပိုင်းမှာမိုင်းရှာဖို့ထွက်လာတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်တာမှာ စစ်တပ်ဘက်ကထိခိုက်မှုတွေရှိပါတယ်။နောက်ကမ်ဘလူမှာပေါ်တာဆွဲဖမ်းသီးခံထားတဲ့လူငယ်၁၀ဦးကပြူစောတိရင်မောင်းကိုတိုက်ခိုက်တပ်ဖြတ်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားပါတယ်။အကြမ်းဖက်စစ်တပ်ကထွက်လာတဲ့စစ်သား၃ဦးကိုဖမ်းဆီးရမိပါတယ်ခင်ဗျာ။နောက်ပြီးတော့တပ်မ၂၂ကပေးပို့တဲ့ခရမ်းတွေလက်ခံရရှိတယ်လို့ကော်ဘရာစစ်စီရေးမှုဗိုလ်မှူးဒါဘောကနောက်ပြောင်ပြောကြားထားပါတယ်။ပြီးတော့မန္တလေးမှာလူရဲမှုတွေဖြစ်များနေလို့ပြည်သူတွေကယူဆိုင်ကြဖို့ ပြည်သူတွေကပဲ B9 ထုတ်ပြီးတော့သတိပေးနေရပါတယ်ခင်ဗျာဒီသတင်းတွေကိုစူးစိတင်ဆက်ပေးဖို့ပြင်ဆင်ထားပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီဖိအားတွေကြောင့်မို့အင်အားပြန်စုဖို့အတွက်စစ်ကောင်စီနဲ့အပြစ်ခတ်ရဆက်တာလို့တင်းနယ်လေးကောင်းဆောင်ကပြောပါတယ်အဲ့ဒီသတင်းကိုတင်ဆက်ပါမယ်ခင်ဗျာဒီအနာသိန်းစစ်ကောင်စီနဲ့အပြစ်ခတ်ရဆက်လိုက်တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့တန်တက်မတော်တင်းနယ်လေးကောင်းဆောင်တအူးဖြစ်တဲ့အထွေထွေတွင်းရေးမှုချုပ်ဗိုလ်ချုပ်တာဖုံးကျော်ကရှင်းလင်းခဲ့ရမှာ ဖိအားများတဲ့အခြေအနေမှာအင်အားပြန့်စုဖို့အတွက်ဖြစ်တယ်လို့အသိပေးထားပါဗျ။ဗိုလ်ချုပ်တပ်ဖုံးချုပ်အနေနဲ့စစ်ရေးနိုင်ငံရေးဆိုင်ရာနဲ့ပတ်သက်တဲ့သဘောထားအမြင်တွေကိုလူမှုကွန်ရက်ကနေရေးသားဖော်ပြအသိပေးလေးရှိရမှာစစ်ကောင်စီနဲ့အပြစ်ကရက်စဲလိုက်တာနဲ့ပတ်သက်ပြီးတော့နိုဝင်ဘာ၂ရက်ညပိုင်းမှာအခုလိုရေးသားအသိပေးခဲ့တာပါ။အပြစ်ရချင်းဆုံးဖြတ်ချက်ပြင်းထန်မြန်ဆန်လို့ပောက်ကွဲခံစားမှုတွေအတွက်နားလဲပါတယ်ငါမျိုးကြည့်ရဲဘော်တွေနဲ့ຫນွေဦးရဲဘော်တွေတို့ရေး 1990ကာလအပြည့်ရက်ကစားကြတာမိဖက်တွေကိုနယ်ရက်ကနေတမတ်ရက်အတွင်ထွက်ခဲ့ရတဲ့ကစားကွင်းမျိုးစီးပွားနုံနဲ့ဆွေမျိုးအစီရစ်တဲ့ကာလမျိုးဒီနေ့ငါတို့ခေတ်မှာမရှိတော့ဘူးလေရင်ဘုံကျဲတံငါတို့အတူခံစားကြရတာပဲဒရုန်းမိုးရွာတံငါတို့ခံစားကြရတာပဲဘာမှစလို့ရတဲ့ဆိုသူရဲ့ငန်ကြီးကြီးညင်းချင်ရည်နဲ့ရွက်ကောက်ပွဲကိုငါတို့ကဘာအထိတ်ပွဲဖွင့်เสียလို့မှလဲဒီကစားပွဲမှာနားကျင်တန်လို့နားတာဖီအားများလို့နားတာ အပြန်စုဖို့နားတာလို့ဗိုလ်ချုပ်တာဖုံးကျော်ကရေးသားခဲ့တာဖြစ်ပါတယ်။တင်နယ်လီနဲ့စစ်ကောင်စီဟာတရုတ်ဆိုရရဲ့ဂျာဝင်မှုနဲ့အော်တိုဘာလကုန်ပိုင်းမှာတွေ့ဆုံဆွေးနွေးပြီးတော့အပြည့်အဝသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ဒီလိုသဘောတူညီဖို့အတွက်တင်နယ်လီတိမ့်ပိုက်ထားတဲ့မိုးကုန်းနဲ့မိုးမိတ်မျိုးတွေကနေတင်နယ်လီတပ်ဖွဲ့တွေထုတ်ခွာပေးဖို့သဘောတူခဲ့ရသလိုစစ်ကောင်စီကလည်း DNL ထိန်းချုပ်မြို့ရွာတွေကိုလေကြောင်းတိုက်ခိုက်တာထိုးသိမ်းစင်တာတွေမလုပ်ရဘူးဆိုတဲ့အချက်တွေပါဝင်ပါတယ်။ တင်နလေကမိုးကုတ်မြို့ကဆုတ်ခွာဖို့သဘောတူညီခဲ့တဲ့အချိန်လေးမှာမိုးကုတ်အပါဝင်မန္တလေးတိုင်းအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေကနယ်မြေဒေသတွေကိုကာကွယ်ဖို့ဆက်လက်လှုပ်ဆောင်သွားမယ်လို့ကြေညာချက်တွေအတီးတီးထုတ်ပြန်အတည်ပြုခဲ့ကြပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီဟာပြစ်ခတ်ရဆဲလိုက်ပြီးဖြစ်တဲ့တန်းဒေသကိုလေကြောင်းတိုက်ခိုက်မှုတွေရနာခဲ့ပေမဲ့ PNL ရဲ့မဟာမိတ် ရကတက်တော့အေထိန်ချုပ်ရာရခိုင်ဒေသတွေကမြို့ရွာတကူလေကြောင်းတက်ခိုက်တာတွေအရှိန်မြင့်လုဆောင်ခဲ့လို့ပြည်သူတွေဆုံးထိခိုက်မှုတွေများပြားရှိခဲ့ပါတယ်စစ်ကောင်စီဟာတည်နယ်လေးနဲ့အပြစ်ခတ်မရစမ်းမီတည်နယ်လေးထိန်ချုပ်ဒေသတွေကိုလေကြောင်းတက်ခိုက်မှုတွေဇက်တိုက်လုဆောင်ခဲ့တာမှာအောက်တိုဘာလတလအတွင်းမှာပဲစစ်ကောင်စီဟာတန်းဒေသကိုလေကြောင်းကအကြိမ်ရေ40လောက်တိုက်ခိုက်ခဲ့လို့ပြည်သူ90နီးပါးတည်ဆုံးက80ကျော်ဒဏ်ရာရှိခဲ့ပါတယ်ခင်ဗျာ နောက်တရင်တဘုတ်ကတော့မုံရွာမန်းလေးလမ်းပိုင်းမှာမိုင်းရှာဖို့ထွက်လာတဲ့စစ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်တာမှာစစ်တပ်ဘက်ကတိုက်ဆုံမှုရှိတဲ့ဆိုတဲ့အကြောင်းတရင်တင်ပြလိုပါတယ်။အော်တိုဘာလ31ရက်နေ့မနေ့9နာရီ25မိနစ်လောက်ကမုံရွာမြို့နယ်တောဘူးပြူစောတိရွာကထွက်လာတဲ့အင်အား55ဦးပါတဲ့စစ်သားတွေကိုမုံရွာမန်းလေးလမ်းပိုင်းမှာတော်လန်ရေးတပ်ဖွဲ့တွေကပရိသတ်မိုင်း3လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာကျန်းဖက်စစ်တပ်ဘက်ကတအူးထိခိုက်ဒဏ်ရာရရှိပြီးတော့ တည်ဆုံးတာရှိမရှိကိုအတည်ပြုနိုင်တာမရှိသေးပါဘူးတိုက်ခိုက်မှုလုပ်ပြီးတဲ့နောက်မှာဒေါ်လိုင်းတက်တွေကတော့အထူးကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာဒီတည်တင်းကတော့မသိရဘူးကျွန်တော်တို့ဆက်လက်ဆောင်သားနေသေးပါတကောင်ကတော့ထိကိုက်အရာရတယ်လို့သိရတယ်စစ်ခွေးတွေဘက်ကထိကိုက်မှုရှိနိုင်လားဆိုတော့ထိကိုက်တာပဲရှိတာတည်ဆုံးတာတော့မကြားရသေးဘူးဒီဘယ်နေရာကို မိုင်းရှာထွက်လာတဲ့ဆိုတာတော့တောဘူးရွာ ပြူရထိပ်ပါမိုင်းရှာထွက်ပြီးတော့မုံရမန်းလေးကလန်းမကြီးတနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါပြည်သူတွေအနေနဲ့စီရင်သတိရှိကြပါလို့လည်းပြောကြင်ပါတယ်လို့မုံရ Dynamic Special Task Force ကတာဝန်ရှိသူတို့ကပြောဆိုပါတယ်ခင်ဗျာအဲ့ဒီတိုက်ခိုက်မှုကို Brehat Army ဒီမုံရ Dynamic ဖွဲ့ချင်းတွင်း Fighter Group CFG တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ခင်ဗျာ နောက်သတင်းတပုတ်ကတော့ဒီကမ်ဘလူမှာပေါ်တာဆွဲဖမ်းသိခံထားရတဲ့လူငယ်ဆယ်ဦးကပြူစောတိရင်မောင်းကိုတိုက်ခိုက်တပ်ဖြတ်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားပါတယ်။ဇဂိုင်းတိုင်းကမ်ဘလူမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းသိလာတဲ့ဒီလူငယ်ဆယ်ဦးကိုအမှတ်633 36တင်ငါတိုက်ရင်ကိုကားနဲ့ပို့ဆောင်ဖို့အဲ့ဒီလူငယ်ဆယ်ဦးကပြူစောတိရင်မောင်းကိုဝိုင်းဝန်းတိုက်ခိုက်တပ်ဖြတ်ပြီးတော့ထွက်ပြေးလွတ်မြောက်ခဲ့တဲ့အကြောင်းကမ်ဘလူခရိုင်အမှတ်3 PDF တိုက်ရင် ထောက်လှမ်းရေးတာဝန်ခံကရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောဆိုထားဖြစ်ပါတယ်။အောက်တိုဘာ15ရက်နေ့မှာကမ္ဘလူမြို့နယ်စပယ်နတာရွာပြူစော့တိစစ်ဆေးကိတ်ကအကြမ်းဖက်စစ်သားတွေကခီးသွွားလူငယ်ဆွေဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တာပါ။အဲ့ဒီလိုပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့လူငယ်တွေကိုအဲ့ဒီနေ့ညနေပိုင်းမှာပဲအကြမ်းဖက်စစ်သားကဒီအမှတ်6 3 6တင်ကားတိုင်ကိုကားနဲ့ပို့ဆောင်တဲ့အချိန်မှာပြူစော့တိရင်မောင်းကိုပေါ်တာဆွဲ ခံလူငယ်တွေကလန်တနီယာရောက်မှာဝိုင်းဝန်းတက်ခိုက်ခဲ့ပြီးတော့လေဗယ်ညစ်လိုက်တဲ့အကြောင်းအဲ့ဒီလိုလေဗယ်ညစ်လိုက်လို့ဒီပူသောတိရေမောင်းလဲပွဲချင်းပြီးတည်ဆုံးခဲ့ပြီးတော့လူငယ်ဆယ်ဦးလုံးဝလွတ်မြောက်သွားတယ်လို့သိရပါတယ်ခင်ဗျာအဲ့ဒီလွတ်မြောက်လာတဲ့လူငယ်ဆယ်ဦးဟာထွက်ပြေးတဲ့အချိန်မှာကမ္ဘလူ KI မှတ်3ပီရီယက်တိုင်ရင်ကရဲဘော်တွေနဲ့တွေ့ဆုံပြီးတော့ကဲတင်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီလူငယ်တွေကဒဇယ်မြို့နယ်ခင်ဦးမြို့နယ်ကောလင်းမြို့နယ်ကတာမြို့နယ်နဲ့မြင်းမှုမြို့နယ်ကလူငယ်တွေဖြစ်ပြီးတော့သူတို့အားလုံး ကမ္ဘလူခင်အမှတ်3 PDF တိုင်ရင်ကတာဝန်ရှိသူတွေကစစ်ဆေးပြီးတော့နောက်ဒီမိသားစုတွေဒီကိုပြန်လဲအနံပေးခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာအဲ့ဒီကမ္ဘလူမျိုးနယ်သဘဲနှစ်သားရွာပြူစောတိစစ်ဆေးရေးဂိတ်ဟာပြည်သူ80လောက်ကိုလည်းပေါ်လာဆွဲဖမ်းဆီးပြီးတော့မျိုးသမီး2ဦးကိုမရင်းကျင့်တပ်ဖြတ်ထားတာကြောင့်ပြည်သူတွေကအဲ့ဒီဂိတ်စခန်းကိုရှောင်ရှားသွားလာကြဖို့ကျွန်းလကမ္ဘလူတက်ကြွလှုပ်ရှားသူတွေဖွဲ့ကလည်းအတိပေးပြောဆိုထားပါတယ်ခင်ဗျာ ဲနောက်သတင်းတစ်ပုဒ်ကတော့ဒီအကြံဖက်စစ်ကြောင်းကထွက်လာတဲ့စစ်သား၃ဦးဖမ်းဆီးရမိပါတယ်မကွေးတိုင်းပေါင်မြုံနယ်အတွင်းကကပ္ပစ22ကနေစစ်ကြောင်းထိုးလာတဲ့စစ်အုပ်စုတွေကအကြံဖက်စစ်သား၃ယောက်ဖမ်းမိခဲ့တာလို့ Yan Revolution Front အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့ကစိတ်ဖြူအခြေစိုက်ကာကွယ်ရေးပစ္စည်းစက်ယုံကပ္ပစ22ကထွက်လာတဲ့တမကူကူကတရင်သုံးရင်ပူပေါင်းအင်အား၄၀၀ဝန်းကျင်ဟာ ေါင်းမြွနယ်တောင်ပိုင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလို့ဆိုပါရက်အဲ့ဒီအကြံဖက်စစ်ကြောင်းဟာအောက်တိုဘာ30ရက်မှာရှားပင်ရေရွာနဲ့ယူကြီးအနီးဝင်းကျင်ကပြည်သူနှစ်ယောက်ကိုတပ်ဖြတ်ခဲ့ပြီးတော့အောက်တိုဘာ31ရက်မှာချက်ကန်ရွာနီးပသိမ်မွန်ရွာလမ်းမပေါ်ကိုရောက်လာချိန်မှာတော်လိုင်းပူပေါင်းတပ်တွေကအနီးကစောင့်ကြည့်လိုက်ပါခဲ့တာလို့သိရပါရက်အကြံဖက်စစ်သားတွေဟာချက်ကန်ရွာအတွင်းမှာဝင်ရောက်ပြီးတော့နေအိမ်တွေကိုမိရှုပ်ဖျက်ဆီးပြီးပြည်သူတွေမွေးမြူထားတဲ့ကြက်ဝက်တွေကိုရိတ်ခါပြဖမ်းယူဖို့ထွက်လာတဲ့ အကြံဖက်စစ်သား၃ယောက်ကိုတော်လန်ရေးရဲဘော်တွေကဖမ်းဆီးခဲ့တာလို့သိရပါဗျ။အဲ့ဒီစစ်သား၃ယောက်ထဲကတနက်နှစ်လက်နဲ့အတူကြီလက်ပြပုံ60မမဘုံဒီအီနာကနေမိုင်း RPG အဖုကြီကဗျာကြီပေါက်အပူတွေအများပြားနဲ့စစ်ဝတ္ထုတွေတင်စီရမိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်စီရေးကိုရန် Revolution Front နဲ့ပခုတ်ကူကအမှတ်စနစ်တိုင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရပါဗျခင်ဗျာ။ ဒါပြင်ကျမ်းဖက်စစ်တပ်စစ်ကြောင်းကအော်တိုဘာ31ရက်နေ့နေ့လယ်ပိုင်းကလည်းအဲ့ဒီစစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့ဒီတုတ်ကွင်းရွာကိုစစ်ကြောင်းတစ်ကြောင်းဝင်ရောက်ကနေမီရှင်းလေးလုတ်တဲ့ချိန်မှာမိုင်းနဲ့မိပြီးတော့စစ်သားနှစ်ယောက်တေဆုံးတယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီစစ်သားတွေဒီကနေပြီးတော့ကြီးကအုတ်ထုံးနဲ့စစ်ဝတ္တတာခရယန်တချို့ထပ်မံတင်းစီရရှိခဲ့တယ်လို့လည်းသိရပါဗါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့ဒီတပ်မ22ကပေးပို့တဲ့ခရယန်တွေလက်ခံရရှိတယ်လို့ကော်ဘရာစစ်စင်ရေးမှုဗိုလ်မှူးတာဘောကနောက်ပြောင်ပြောကြားလိုက်ပါတယ်။ အာနာသိစစ်ကောင်စီရဲ့တပ်မ22ကပြေးပို့တဲ့ခရမ်းကြီးတွေလက်ခံရရှိတဲ့အကြောင်းကော့ဘရာစစ်ကြောင်းစစ်စီမှုဗိုလ်မှူးဒါဘောကပြောကြားတဲ့ရုပ်သံမှတ်တမ်းကိုစစ်တပ်နဲ့စစ်ကြောင်းတပ်ခွဲနှစ်ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ31ရက်ကဖြစ်ပွားခဲ့တဲ့၄ကီကော်ဒေတာတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့တပ်မ22လက်အောက်ခံခမရ209တရင်စီကနေတင်းစီရရှိခဲ့တဲ့ခရမ်းအများစုပုံထားတာကိုဗိုလ်ဒါဘောနဲ့တော်လိုင်းရဲဘော်တွေကနောက်ပြောင်ပြောကြားနေတာကိုရုပ်သံမှတွေ့ရပါတယ်။ ပစ္စည်းကမှားထားတာကြပြီးခုမှလာဖို့တာလက်ခံရရှိကြောင်းလက်မှတ်ထိုးပေးလိုက်မယ်နော်တက်မှတ်နဲ့နဲ့တက်မှတ်မှုကိုလက်ခံရရှိကြောင်းလို့ဗိုလ်မှူးတာဘောကပြောပါတယ်ရုပ်တမှတ်တက်မှတ်သိမ်းရတဲ့ကြည်တွေဘုံသည့်အများပြားနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုလည်းတွေ့ရပါတယ်ဒီစစ်ကောင်စီအရာရှိကတနပ်ပါကြံခဲ့တဲ့ဒီမှာမိုင်းရှာတဲ့ဟာတွေစတဲ့တော်လန်ကြီးရဲဘော်တွေရဲ့ပြောကြားတဲ့နေကိုကြားရပါတယ်ဗီဒီယိုထဲမှာ ဒီကရင်ပြည်နယ်မြဝတီမြို့နယ်တွဲမှာအာနာသိန်းစစ်တပ်ကရွေးကောက်ပွဲဖြစ်မြောက်ဖို့တာလွန်အင်အားနေပညာမြင့်ဒရုန်းတွေလက်နက်ကြီးပစ်ကူတွေတာဝေးပစ်ဒုံးကြီးတွေလေကြောင်းတက်ခိုက်မှုတွေအတသေးနဲ့စစ်ကြောင်းထုတ်လာတာကိုတော်လိုင်းတပ်တွေကတိုက်ခိုက်တာမှာစစ်ကောင်စီတပ်သေဆုံးထိခိုက်များပြပြီးတော့ခဲယမ်းများစွာနဲ့တင်းစီရမိခဲ့တဲ့အကြောင်းစစ်တပ်နဲ့စစ်ကြောင်းကနိုဝင်ဘာ2ရက်မှာထုတ်ပြန်ထားတာပါ။ မြဝတီမြို့နယ်လေကစ်ကော်ဒေတာရတိကူကြေးရွာမှာမင်းလက်ပံကြေးရွာဖလူကြေးရွာတွေကိုစစ်ကောင်စီကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတာကို KNU KNLA ဥဆောင်တဲ့ဘူဟာ30နဲ့ကျက်တဲ့စစ်ကြောင်းကော့ဘရာစစ်ကြောင်းဗီနုစစ်ကြောင်း Justice Soldier တပ်ဖွဲ့ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကတိုက်ခိုက်တာမှာထိတွေ့တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ခဲ့တယ်လို့ဆိုပါရယ်အောက်တိုဘာ30ရက်တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများပြားတေဆုံးကထိခိုက်တာထွက်ပြေးတာအလင်းဝင်တာနဲ့တုံ့ပန်းတွေအများပြား ရှိခဲ့တယ်လို့လည်းထုတ်ပြန်ပါတယ်။ထိတွေ့မှုဖြစ်ပွားပြီးတဲ့နောက်မှာစစ်ကောင်စီတပ်တွေစီကနေပြီးတော့ခရမ်းမိကြောက်တွေကိုတင်းစီရမိခဲ့ကြောင်းလည်းမှတ်တမ်းတပ်ပုံတွေကဖော်ပြအတည်ပြုထားပါတယ်။ဒေါ်လန်ရေးတပ်ဖွဲ့တွေအနေနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုနိုင်တဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ကျစ်တဲ့နဲ့စစ်ကြောင်းကကြီးညာခဲ့တယ်လို့ပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီကနေမျိုးစုံရက်ဆက်ရုံမာစွာနဲ့လုံမဲ့ရွက်ောက်ပွဲမပါဝင်ကြဘူးလဲတိုက်တွန်းထားပါရခင်ဗျာ။ ။နဲ့နောက်တစ်ခုကမန္တလေးမှာလူရဲမှုတွေအဖြစ်များနေလို့ပြည်သူတွေကဂရုစိုက်ကြဖို့ B9 ထုတ်ပြီးတတိပေးနေရပါတယ်ခင်ဗျာ။မန္တလေးမြို့ပေါ်နေရာတချို့မှာလူရဲမှုတွေအဖြစ်များနေတာကြောင့်လမ်းသွားလမ်းလာပြည်သူတွေအထူးဂရုစိုက်ကြဖို့စိုက်ပုတ်ထောင်ပြီးတတိပေးနေရတဲ့အခြေတွေကိုရောက်နေပါနဲ့။ချမ်းမြတာဒီမြို့နယ်မှာဆိုရင်100 130 64 69 1ဝိုက်မှာဖုံးပိုက်ဆံအိတ်ဆိုင်ကယ်လူရက်တာတွေအဖြစ်များနေတာကြောင့်ပြည်သူတွေသတိပြုဖို့ဒီ V9 ထုတ်ပြီး ဆိုင်းဘုတ်ထောင်ထားတာကိုတွေ့ရပါတယ်။အဲ့ဒီလိုသတိပေးတာအာနာသိန့်စစ်ကောင်စီရဲ့မန္လေးတိုင်းအစိုးရလက်အောက်ခံအုပ်ချုပ်ရေးဘိုင်းကလှုပ်ဆောင်တာမဟုတ်ပဲဒီရက်ွက်ကနေပြီးတော့ပြည်သူတွေကအများပြည်သူဘေးအန္တရာယ်ကင်းဖို့ဆောင်ရွက်ပေးတာလို့မြို့ကန်တွေကဆိုပါတယ်။ဒါကြောင့်လူရဲမှုအဖြစ်များတဲ့နေရာတွေနဲ့အဲ့ဒီနေရာတွေနီးကတဝိုက်ကလမ်းစုံလမ်းကွာတွေမှာသတိပေး V9 ချိတ်ဆွဲပေးထားတာကိုသိရပါတယ်။ ဒီလူရဲ့သူတွေဟာညာဘိုင်းတဲ့မကမနဲ့နေကင်းဘိုင်းတွေပါကျွလွန်လာကြပြီးတော့လူစီကားတဲ့နေရာတွေမှာလည်းဖြစ်ပွားလာတာပါလူရဲ့မှုတချို့မှာဆိုရင်လူရဲ့ခံရသူအသက်သေဆုံးတဲ့အထိရံပြတက်ခိုက်ခံရတာလည်းရှိပါတယ်ပြီးကြတဲ့ဇူလိုင်လ9ရက်မနေ့စောပိုင်း6နာရီဝန်းကျင်မှာဆိုရင်မန္တလေးမြို့ဝင်ပြည်ကြီးတကွန်မြို့နယ်တကွန်တိုင်းအဝိုင်းအနီးဆိုင်ကယ်စီးအသက်ကြီးပိုင်းမြို့သားဆိုင်ကယ်လူခံရမှုမှာရိုက်내ခံရတာကြောင့်သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ် မန္တလေးမြို့ဟာအာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ်မှုအောက်မှာရှိပြီးတော့လူရဲမှုလူသတ်မှုဓများမှုတွေမကြာခဏဆိုသလိုဖြစ်ပွားနေတာဖြစ်ပါတယ်ခင်ဗျာနိုဝင်ဘာလ3ရက်နေ့နေကင်းမိုက်တပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ဗီဒီယိုရိုက်ဖို့အဆင်မပြေတာကြောင့် audio file နဲ့ပဲတင်ဆက်ပေးတာကိုနားလည်ခွင့်လို့ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ